မင်္ဂလာပါခုချိန်ကစပြီးတော့မေလ10ရက်နေ့ကြာသာပတိနေ့ညနေပိုင်းတည်င်းနဲ့မီဒီယာကွန်ရဲ့ NMG တည်င်းဌာနရဲ့ရုပ်သံတည်င်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ဒီနေ့တော့ကမ္ဘာသတင်းတွေကစိတ်ဝင်စားစရာကောင်းတော့ကျွန်တော်တို့ကမ္ဘာသတင်းတွေကိုခက်မြမြပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အခမ်းအနားတက်ရောက်ဖို့ဒီရောက်နေတဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာတော့ဒရုန်းတိုက်ခိုက်မှုတွေနဲ့ကြုံနေရပါတယ်ဒီမော်စကိုမြို့မှာရှိတဲ့လက်နက်နဲ့ကြီးစံဆက်ယုံနှစ်ခုကိုထိမှန်ခဲ့တယ်လို့ Independent ဒီ Ukraine သတင်းစာမှာဖော်ပြထားပါတယ်။ဒေသခံတွေကိုကိုးကားဖော်ပြရမှာတော့ပောက်ကွဲမှုခုနှစ်ခုဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင်မော်စကိုလေဆိပ်မှာခီးတဲ့အယောက်6000လောက်ဟာလေရင်ခီးစဉ်ကြန့်ကြာမှုတွေဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။ တရုတ်သမ္မတရှီကျင်းဖြင့်မရောက်ခင်၃နှစ်လောက်မှာတော့သမ္မတလီရင်ဆက်ရောက်မဲ့လေစိတ်ကိုပိတ်ထားခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။တရုတ်သမ္မတရှီကျင်းဖြင့်နဲ့ရုရှားသမ္မတပူတင်တို့ဟာဒီနေ့မှာပဲခရမလင်နန်းတော်ထဲမှာတွေ့ဆုံခဲ့ကြပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ဒီမနေ့ကအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ဒီလေကြောင်းတိုက်ပွဲထဲမှာဗာလီရင်တွေနဲ့ပြီးတော့ဘလူလီရင်ပြစ်လက်နက်တွေကိုအသုံးပြုခဲ့ကြတယ်လဲဆိုတာကိုကျွန်မပြောပြပါမယ်။ မနေ့ကတနားကြီးကြတဲ့လေချောင်းတိုက်ပွဲမှာမင်းသားဖြစ်သွားတာကတော့တရုတ်လုံး PL15 ဝေဟင်မဝေရင်ပြတာလက်ဒုံးကျည်ဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တိုက်လေရင်တွေဟာကိုယ့်ရဲ့လေချောင်းပိုင်နက်ထဲကနေတစ်ဖက်ကလေရင်တွေကိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။လေချောင်းစီးချင်းထိုးပွဲမှာပါကစ္စတန်ကအသာစီးရသွားတယ်လို့ပြောနိုင်ပါတယ်။ ါကစ္စတန်ရဲ့အဆိုအရတော့အိန္ဒိယရဲ့လေယာဉ်၅စီးနဲ့အစ္စရေလောဒရုန်းတစ်စီးကိုပစ်ချခဲ့ပြီးအဲ့ဒီထဲမှာတော့ပြင်သစ်လုပ်ဒီရာဖေးအလေယာဉ်၃စီးနဲ့မြန်မာလေတပ်မှလည်းအသုံးပြုနေတဲ့ရုရှားကထုတ်တဲ့ဒီ SU-30 နဲ့ MiG-29 လေယာဉ်တွေပါဝင်ပါတယ်။အိန္ဒိယဘက်ကတော့အ ਨੇ စုံလေယာဉ်၂စီးပစ်ချခံခဲ့ရတယ်လို့တရားဝင်ပြောပါတယ်။ပြင်သစ်ကတော့အ ਨੇ စုံရာဖေးလေယာဉ်၃စီးပစ်ချခံရတယ်ဆိုတာကို အတည်ပြုထားပါတယ်။ အခုပြစ်ချခံလိုက်ရတဲ့ဒီ Rafael လေယာဉ်ဟာစစ်ပွဲတွေထဲမှာပထမဆုံးပြစ်ချခံလိုက်ရတဲ့လေယာဉ်ပဲဖြစ်ပါတယ်။ဒီလိုမျိုးလေယာဉ်တွေပြစ်ချခံလိုက်ရတဲ့အတွက်တရုတ်လို့ PL15 ဒုံးကျည်ကနာမည်ကြီးသွားတာဖြစ်ပါတယ်။အဲ့ဒီ PL15 ဒုံးကျည်ဟာကီလိုမီတာ60ကနေ124ကီလိုအထိထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ ပါကစ္စတန်ဟာတရုတ်ပြည်ရဲ့အပြင်ဘက်မှာ ပထမဆုံးဒီ PL15 ဝေဟင်မဝေဟင်ပစ်ဒုံးကျည်ကို အသုံးပြုခဲ့တာဖြစ်ပြီးတော့ဒီ season ထိုးပွဲမှာပထမဆုံးအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့တိုက်လေရင်တွေအကြောင်းကိုပြောရင်းနဲ့ထိုင်းနယ်ဇက်ကတိုက်လေရင်တွေအကြောင်းနဲ့ဆက်ပြရစီမြန်မာနိုင်ငံဘက်ကဒီတနင်္သာရီတိုင်းဒဝဲဒေတာထိုင်းနယ်ဇက်ကတိုက်ပွဲထဲမှာမြန်မာဘက်ကလေရင်တွေထိုင်းပိုင်နဲ့ထဲကိုကျော်လာမှာဆိုတာကြောင့် ထိုင်းလီတက်ကအမေရိကန်လုံး F16 လေယာဉ်နှစ်စီးချထားလိုက်ပါတယ်။အင်္ဂါနေ့ကထိုင်းစံတော်ချိန်မွန်းလွယ်၁၂နာရီ၄၅မိနစ်အချိန်လောက်မှာဒီထိုင်းလီတက်ရဲ့ရေဒါထဲမှာအမြင်မသိလေယာဉ်တစ်စီးပေါ်လာခဲ့တာကြောင့်ဂျားဖြတ်တားဆီးဖို့အတွက် F16 လေယာဉ်နှစည်းကိုကန်ချနာပူရီခရိုင်ထဲမှာချထားလိုက်တာလို့ဆိုပါရယ်ဒါပေမဲ့အဲ့ဒီနေ့ကမြန်မာဘက်ကအမည်မသိလေယာဉ်ဟာထိုင်းနိုင်ငံနမိတ်ကိုကျော်လာတာမျိုးမရှိဘူးလို့ထိုင်းအာဏာပိုင်တွေကပြောပါရယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တိုက်ပွဲသတင်းမှာဒီ ကရင်ပြည်နယ်ကြုံတိုးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲထဲမှာဒူရင်မူနဲ့စစ်သားအယောက်30လောက်တေဆုံးခဲ့တာကြောင့်စစ်ကြောင်းပြက်ပြီးတော့တက်ဆုပ်သွားခဲ့ရတယ်လို့တိုက်ပွဲထဲမှာပါတဲ့မွန်လွမြောက်ရေးတပ်မတော် MLA ကဒီကနေ့မှထုတ်ပြန်ကြေညာပါတယ်။ပြီးခဲ့တဲ့နှစ်ကကော့ကရိတ်နဲ့မြောက်ရီမျိုးသိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးကော့ကရိတ်ကြုံတိုးဒေသကိုစစ်ကောင်စီကအောင်စေရစစ်ကြောင်းဆိုပြီးတော့စစ်စင်ရေးကြီးထိုးနေပါတယ်။အခုစစ်ကြောင်းပြက်သွားတယ်ဆိုတော့ကြုံတိုးနာကတိုက်ပွဲရတော့ဧပြီလ 30ရက်နေ့မှာဖြစ်ပွားခဲ့တာပါဒီတိုက်ပွဲကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ကဥဆောင်ပြီးမွန်လူမျိုးရေးတပ်မတော်အပါဝင်တခြားတော်လှန်ရေးတပ်ဖွဲ့တွေအများပြားကပါဝင်ခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့လက်နက်ချခဲ့တဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်34ရက်အပါဝင်မြန်မာနိုင်ငံသားအယောက်40ကိုမနေ့ကမြန်မာနိုင်ငံဘက်ကိုပြန်ပို့ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက နေ जा ဆောင်ရဲတပ်ဖွဲ့တွေကိုကိုးကားပြီးတော့ဖော်ပြလိုက်ပါတယ်ဗုဒ္ဓဟူး ဒီမနက်ကသူတို့ကိုမြန်မာအာဏာပိုင်တွေလက်ထဲကို လွှဲအပ်ခဲ့ပြီးတော့အထူးလေရင်နဲ့မြန်မာနိုင်ငံကိုပြန်ပို့ခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အရခတ်တော်အေအေနဲ့တိုက်ပွဲတွေထဲမှာဒီအနေဆက်ကိုဖျက်ချော်ပြီးတော့ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ် နောက်ထပ်တပုတ်အနေနဲ့ကတော့ဒီပုတ်ရဟန်းမင်းကြီးရွေးချယ်မှုနောက်ဆုံးအခြေအနေကိုဆက်ပြီးပြောပြပါမယ်။ပုတ်ရဟန်းမင်းကြီးအစ်စ်ကိုရွေးချယ်တဲ့နေရာမှာမနေ့ကတော့မိကိုအမဲတွေထွက်လာတဲ့အတွက်မအောင်မြင်သေးပါဘူး။ဆိုတော့မနေ့ကတော့ဒီထောင်ထဲချီတဲ့ကက်သလစ်ဘာသာဝင်တွေဟာပုတ်ရဟန်းမင်းကြီးရွေးချယ်မှုကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ ဗာတီကန်စီးတီးမှာရှိတဲ့ဒီ Sistine ကျောင်းတော်ထဲမှာယဟန်မင်းကြီးကိုယ်စားလှယ်တွေဖြစ်တဲ့ဒီကာဒီနယ်133ပါးကပြင်ပနဲ့အဆက်အသွယ်ဖြတ်ပြီးတော့မဲပေးရွေးချယ်နေကြပါတယ်ဆိုတော့မဲပေးခွင့်ရှိတဲ့ကာဒီနယ်133ပါးရဲ့3ပုံ2ပုံမဲရမှာပဲဒီပုတ်ယဟန်မင်းကြီးအစ်စ်ကိုတင်မြောက်နိုင်မှာဖြစ်ပါတယ် ရွှေကောက်ပွဲအောင်မြင်ရင်စစ်စင်းကျောင်းတော်ကြီးရဲ့ဒီခေါင်းတိုင်ကမိကိုအဖြူထွက်လာမှာဖြစ်ပြီးမအောင်မြင်သေးဘူးဆိုလို့ရှင်တော့မိကိုအမဲတွေထွက်နေအောင်မှာဖြစ်ပါတယ်ဒီနေ့ညနေပိုင်းအထိလဲဒီအာမိကိုအမဲတွေပဲထွက်လာသေးတဲ့အတွက်ဒီကနေ့မှလဲပုတ်ရဟန်းမင်းကြီးအစ်စ်ကိုမရွေးနိုင်သေးပါဘူးရှင် သတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့အထိညတိုင်းဒီရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။ကျမတို့ရဲ့အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။